တရမှာတော့ဘဲတွေချက်တွေဝင်းမွေလောက်တဲ့ဝက်ကလေးတစ်ကောင်ကသူဝင်းထားတဲ့အကောင်လေးတွေကိုအစာကျွေးနေခဲ့ပါတယ်အစာကျွေးနေရင်ချက်ကလေးတစ်ကောင်ကတခုခုကိုတတိထားမိပြီးလန်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ဒီအစာကျွေးနေတဲ့အကောင်အုပ်ထဲကရွှေဦးတလုံးကိုမြင်တွေ့ခဲ့လို့ပဲဖြစ်ပါတယ် ဒါကိုလည်းချမ်းပိုင်းရှင်ဝက်ကလေးကလည်းချက်ချင်းစော်တော်ဒီထားခဲ့မိပြီးအရန်ကိုလျှော့ရကပျော်ရွှင်သွားခဲ့ပါရင်ဒီလိုနဲ့အပြော်လိုမီဒီဝက်ကလေးကဒီရွှေဥကဘသူဟာလဲဆိုပြီးအော်မင်းနေခဲ့ပါရင်ဒါကိုဘသူမှအေးမဆိုင်ပဲအော်ပြေးရပါရင်အဲ့ဒီအချိန်မှာရွှေဥဥခဲ့တဲ့အဝါလေးကခဏရက်ပြီးအဲ့ဒီရွှေဥကဘဲမဲလေးဟာဆိုပြီးလွှဲချလိုက်ပါရင်ဘာလဲဆိုတော့သူကရွှေဥဥရာသိရင်မတော်လောဘသားတွေကရွှေဥကိုမအုံမချင်းနှိမ့်ဆက်ကြပါကိုစွန့်ရင်လိုပဲဖြစ်ပါရင်ဒါကိုတတိမထားမိတဲ့ ဘဲမဲလေးကတော့ချက်ချင်းဆိုသလိုနာမည်ကြီးလာခဲ့ပါတယ်ဝက်ကလေးကလည်းပိုင်ရှင်ဆိုတော့သူဟာကြော်ညာရီနဲ့ပါလာခဲ့ပြီးသတင်းစာရင်း TV တွေထဲမှာရွှေဥဥတဲ့ကိစ္စကရန်ကုန်နာမည်ကြီးသွားခဲ့ပါတယ်ဒီသတင်းကိုလူမိုက်တွေကတီးသွားခဲ့ပြီးရွှေဥဥတဲ့ဘဲမဲအကြောင်းကိုသူ့လူတွေကိုစတင်စုံစမ်းခိုင်းခဲ့ပါတော့တယ်ရွှေဥတဲ့တရင်ကလည်းတနိုင်ငံလုံးဟိုလီဒီယောကျော်ဖြစ်နေတော့လူမိုက်တွေကဘဲမဲလေးရှိရနေရကိုချက်ချင်းဆိုလိုတီးသွားခဲ့ပြီးဝက်ကလေးစီကနေအခါကြေးမွေများစွာပေးပြီးဘဲမဲလေးကိုခေါ်ဆောင်သွားခဲ့ပါတယ်ဘဲမဲလေးကိုလူစိုးတွေကသူတို့နေရာရောက်တော့ရွှေဥအကြောင်းမေးမြန်းခဲ့ပါတယ် ဒါကိုတေချာမသိတဲ့ဘဲမဲလေးကတော့ရောင်တောင်တောင်နဲ့ဒီရွှေဥကသူ့ဥချထားခဲ့တာလို့ပဲချက်ချင်းပြန်ဖြေလိုက်တဲ့အခါမှာတော့လူစုတွေကသူ့ကိုတေချာပြုစုပါတော့တယ်။ဘာလို့လဲဆိုတော့ဒီလိုပြုစုတာကဘဲမဲလေးကိုချေဥထက်ဥချခိုင်းခြင်းလို့ပဲဖြစ်ပါတယ်။ဒါကိုမသိပဲဘဲမဲလေးကတော့အပူဆိုအပူအေးဆိုအေးလူစုတွေရဲ့အပြုစုတွေကြောင့်မှဘရင်တပားလို့ရက်လာတွေကြောင့်နေခဲ့ပါတယ်။လူစုတွေကလည်းဘဲမဲလေးကိုနေတိုင်းစောင့်ကြည့်နေခဲ့ပါတယ်။ဒါပေမဲ့လည်းရပောင်းများစွာကြားတဲ့အထိတိုင်အောင်ဘဲမဲလေးကရွှေနဲ့တူတာဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။ရက်လာတွေကြာလာတော့လူစုတွေလည်းစိတ်မထိန်နိုင်ပဲခေါင်းဆ ောင်ရဲ့တပည့်တယောက်ကဘဲမဲလေးကိုတနက်နေ့ထားပစ်ပါရတဲ့ လိန်ထားတဲ့ဘဲဘဲလေးကလည်းကြောက်လန့်ပြီးရေကူးကန်တွေကလည်းအ мян ခုံထွက်ကာတကားပေါက်စီပြလာခဲ့ပါတယ်။တကားပေါက်ကိုဖွင့်ချလိုက်တဲ့အခါမှာတော့လူစိုးဂိုင်းကောင်းစွာကအတင်းဆောင်နေပြီးသားဖြစ်နေခဲ့ပါတယ်။ဒါကြောင့်အိမ်ထဲမှာပိမိနေတဲ့ဘဲဘဲလေးကလည်းအကြံထုတ်ကာအင်ကားထွက်ရအောင်တကားပေါက်ပေါ်ကအဝိကိုကျိုးလို့ချပြီးခုံချဖို့ကြိုးစားခဲ့ပါတယ်။ဒီလိုလုပ်တဲ့အခါမှာလည်းသူလုပ်တဲ့အစီအစဉ်ကိုကြိုသိနေတဲ့လူစိုးတွေကကျိုးရဲ့အောက်မှာကျိုးရောက်နေပါတယ်။နောက်ဆုံးကလူစိုးကောင်းဆောင်ကတံပလီပဲအချိန်ရတော့မယ်ဆိုရဲဆိုင်းဘုတ်ကိုဘဲမဲလေးကိုပြလိုက်တဲ့အခါမှာတော့ချက်ချင်းလမ်းပြန်သွားပြီးအပေါ်ပြန်ပြေးတက်ခဲ့ရပါတော့တယ်ဒီအိမ်ကနေဘလို့မှမလွတ်နိုင်တော့ဘူးဆိုတာသိ သွားတဲ့ဘဲမဲလေးကတော့အိမ်ပေါ်ကခိုးထွက်ဖို့အစီအစဉ်ကိုဖျောက်လိုက်ပြီးရှယ်ဦးကိစ္စကိုစဉ်းစားရပါတော့တယ်ဒီလိုနဲ့အချိန်ကလည်းပြေတော့မှဖြစ်တာကြောင့်ဘဲမဲလေးကလည်းကြောက်ကြောက်လန့်လန့်နဲ့ပဲနေရပေါ်ကနိုင်လက်တန်ပြေတော့မှကိုစိုးရင်တာကြောင့်ရှောက်လှဲ့နေခဲ့ပါတယ်ဒါမဲ့ နိုင်ကအချိန်ပြည့်တဲ့အခါမှာတော့အလန်းတန်ကကျဲလောင်စွာအောင်မြင်ခဲ့တာကြောင့်ဘဲမဲကလေးနဲ့လက်မီနိုင်ကိုတူးနဲ့ရိုက်ခွဲခဲ့ပါတော့တယ်။ဒီအချိန်မှာပဲလူစိုးအဖွဲ့ကဘဲမဲလေးစီတနက်တင်နဲ့ရောက်လာခဲ့ကရွှေဥပမာလင်းလို့မေးခဲ့ပါတယ်။ဒီအချိန်မှာရွှေဥအိတ်တာသူမဟုတ်ပါဘူး။လင်းရင်နဲ့တနက်နဲ့ပြစ်တာခံရနိုင်တာကြောင့်ဘဲမဲလေးကကြောက်ကြောက်လက်လက်နဲ့အကြံရှာမရဖြစ်နေခဲ့ပါတယ်။ ီလိုနဲ့စိတ်မရှိတော့တဲ့လူစိုးကောင်းဆောင်ကသူ့ရဲ့တနက်နဲ့ပဲဘဲမဲလေးကိုပြစ်လိုက်ချိန်မှာတော့ဘဲမဲလေးလည်းကြောက်ချီးပါပြီးရွှေဦးကြီးထွက်ကြလာခဲ့ပါတော့ရင်ဒီတော့မှပဲဘဲမဲလေးလည်းစိတ်သက်သာရသွားခဲ့ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးမှာပေးချင်တဲ့ message ကကိုဖြစ်လာနိုင်ရဲ့လားလားကိုကြိုတင်ဘယ်သူမှမသိတာအကြောင်းကိုကိုကိုတွန်းအားပေးဖို့လေလိုအပ်ကြောင်းကိုပြောကြရင်ဒီပုံမျိုးလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်